တချို့ကပြောကြတယ်ခန္ဓာပါရမီဟောတယ်ဓမ္မစရတရားလေးပါးဟောတယ်ခန္ဓာကိုဟောတယ်ဝိပဿနာကိုဟောတယ်အဲ့လိုတွေပြောကြတော့ရှင်သာရိပုတ္တရာရှင်းရှင်းလေးလူချင်းတတ်မှတ်မှုပဲဖြောင်ရဲကိုဟောတယ်အဲ့ဒါဘာသစ္စာလဲအဲ့ဒါကြောင့်တချို့ကပြောတယ်ရှင်သာရိပုတ္တရာကသစ္စာကိုခေါ်တော့ဒီရှင်သာရိပုတ္တရာတရားတွေကလူတို့နဲ့မကိုက်ဘူးလေအာရှင်သာရိပုတ္တရာကအပြစ်တယ်ရှင်သာရိပုတ္တရာမှားမှာ သူတို့ကသစ္စာနဲ့မဟောတော့ရှင်သာရိပုတ္တရာကသစ္စာနဲ့ခံဟောတော့အကိုက်ကိုဖြစ်သွားတယ်။ရှင်သာရိပုတ္တရာသစ္စာနဲ့ဘယ်တော့မလို့ဘာဖြစ်လို့လဲဆိုတော့ယောဂရောဓမ္မစာတိပုံနာနဲ့ပတ်သက်ပြီးသုခန္ဓာရတယ်။သစ္စာမပါဘဲနဲ့ဘယ်တော့မမောနဲ့လို့ဆိုထားတာ။ညစောပြချက်ဆိုထားတာ။အဲ့ဒါကြောင့်လည်းဒီပြန်ပြောမယ်ဆိုလို့ရှိရင်တင်တို့တွေတဲ့လူချင်းတက်မုံကိုပေးဖြောင်းရေးကိုဟောတယ်လို့ရှိရှိ။ဘယ်အရာမှလူချင်းတက်မုံပေးဖြောင်းရေးလို့ဆက်မင်းဘယ်လိုဖြစ်ဖြစ်ခန္ဓာ၅ပါးမှာ လူကျင်တက်မှောက်ကိုဖယ်ဖြောင်းရေးကိုဖြစ်ခန္ဓာ၅ပါးဆိုဘယ်ခန္ဓာလဲနိမိတ်ခန္ဓာဒီခန္ဓာဘောမှာနှစ်သက်တက်မှောက်ကိုဖယ်ဖြောင်းရေးကိုဟောတယ်တဲ့ဖြစ်ဘယ်အဖြစ်ကိုမြင်လို့အဲ့လိုဟောတာလဲလို့မိခဲ့ရင်တဲ့ခန္ဓာ၅ပါးပေါ်မှာနှစ်သက်တက်မှတ်တဲ့သူဟာ ခန္ဓာငါးပါးဖောက်ပြန်လာရင်ဆင်းရဲတယ်အဲ့ဒီအဖြစ်ကိုမြင်တဲ့အတွက်ကြောင့်ခန္ဓာငါးပါးမှာနှစ်သက်တမမှုပဲဖြောင်းရဲကိုဟောလို့ရှိတယ်လို့ဖြစ်ဘဲကျိုးကိုမြင်လို့နှစ်သက်တမမှုပဲဖြောင်းရဲကိုဟောတာလေလို့မေးခဲ့ရင်တဲ့နှစ်ခန္ဓာငါးပါးမှာနှစ်သက်တမမှုမရှိတဲ့သူဟာခန္ဓာငါးပါးဖောက်ပြန်တဲ့အခါမှာဇိုးရင်ဘူပိုင်းမှုကျွေးခြင်းမရှိဘူးခန္ဓာငါးပါးမရှိဘူးလားဖောက်ပြန်မှုကမရှိဘူးလားဒါပေမဲ့လေ နှစ်သက်ဖို့မရှိတဲ့တကြောင်ဆိုရင်ပူပန်ငိုကြွေးခြင်းမရှိဘူးဆိုရင်ပူပန်ငိုကြွေးခြင်းဘာတစ္စာနှစ်သက်တမမဘာတစ္စာအဲ့ဒီအကျိုးကိုမြင်တဲ့အတွက်ကြောင့်အဲ့လိုဟောလို့ရှိတယ်လို့ဖြစ်ဒါဆိုရောကတော့ချုပ်ပြောလိုက်ပဲနိုင်ငံသားကိုပဲရောက်ရောက်ဘယ်ဟိုပဲရောက်ရောက်ဘယ်ခီးကိုပဲသွားသွားဘယ်မြို့မှာပဲရောက်ရောက်ဘာတရားဟောခိုင်းတာလဲသစ္စာတရားဟောခိုင်းတာလေအမှန်လို့ရဟောရင်ယခင်နေအဲ့လိုတညွတ်တညွတ်တော့ဟောရင်ပြတ်တာကြားဘူး အခုတော့တစ္ဆေမပါမှာပြောင်းသွားပါတော့တို့မြတ်စွာဘုရားရှင်ကနေပြီးတော့မိခွေပိစဝိတောတဲ့အေတံကောပဏအခုငါဟောကြားတဲ့တရားဟာဒုက္ခဆင်းရဲဝိရိအရိယတစ္ဆံအရိယတို့တိအတောတစ္ဆာမိပေလို့ကောင်းစွာဟောကြားတော်မူလေတော်တည်း